င်္ဂလာပါမိုးလေဝသသတင်း channel လေးမှာကြိုဆိုလိုက်ပါရရှင်2025ခုနှစ်စက်တင်ဘာလ26ရက်နေ့မြန်မာစံတော်ချိန်မနက်9:00နာရီခွဲအချိန်တိုင်းတော်ချက်များအရမိုးလေဝသအခြေအနေများကိုတင်ဆက်ပေးသွားပါမယ်ရှင်ဘီယန်နာနိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ချော်ခဲ့သောအပူပိုင်းမုန်တိုင်းရာကာစာသည်အနောက်ဘက်သို့ရွေ့လျားခဲ့ပြီးဘီယန်နာနိုင်ငံမြောက်ပိုင်းကုန်းတွင်းဒေသများကိုဖျက်ချော်လျက်ရှိပါသည်အဆိုပါအပူပိုင်းမုန်တိုင်းရာကာစာသည်အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးနောက်24နာရီအတွင်းတဖြည်းဖြည်းအားရသွားမည်ဟုခန့်မှန်းရပါတယ်ရှင်။ 26ရက်နေ့မနက်ပိုင်းမှာ24နာရီအတွင်း AR တိုင်းဘကိုးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းတနင်္လာရီတိုင်းရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းနဲ့မန္တလေးတိုင်းတို့မှာနေရာစစ်စိမ်မှနေရာကွက်ကြားမိုးကြီးပါမယ်။မကွေးတိုင်းရခိုင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်နဲ့နေပြည်တော်တို့မှာ နေရာကွက်ကြားမိုးရွာမည်ဖြစ်ပါတယ်။စက်တင်ဘာ26ရက်မှအောက်တိုဘာ2ရက်အထိ9ရက်အတွင်းရွာသွန်းရရှိနိုင်မည့်မိုးရေချိန်ပမာဏများကိုဆက်လက်ဖော်ပြပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးတွင်မိုးရေချိန်၄လမှမှ၆လမှခန့်ရွာသွားနိုင်ပြီးမြို့ပေါ်တွင်၇လမှခန့်ရှိပြီးမိုးတင့်တင့်မှမိုးများနိုင်ပါသည်။မန္တလေးမြို့ပေါ်တွင်နေရာအချို့ရေရှမ်းနိုင်ပြီးအရှိတ်ဘက်တောင်ကုန်းဒေသများတွင်မြေပြိုမှုများဖြစ်ပွားနိုင်ပါသည်။မကွေးတိုင်းဒေသကြီးတွင်မိုးရေချိန်၄လမှမှ၆လမှထိရွာသွားနိုင်ပြီးနေရာအနှံ့ပြားမိုးရွာနိုင်ပါမည်။နေရာကွက်၍မိုးသက်ထန်နိုင်ပါသည်။ပခုတ်ကူဗန်ကောက်ခရိုင်များအတွင်းမှာချောင်းများရေရှမ်းနိုင်လို့အထူးသတိထားကြဖို့အကြံပြုအပ်ပါတယ်။ ကိုင်းတိုင်းအောက်ပိုင်းတွင်မိုးရေကြိမ်3.8လက်မမှ5.8လက်မအထိရွာသွန်းနိုင်ပြီးချင်းမြင့်မြင့်ဝမ်းတစ်လျှောက်မိုးတဲထန်နိုင်မြင့်ရင်မြင့်တက်လာနိုင်သဖြင့်မြင့်ရင်ရှန်ခြင်းဖြစ်ပေါ်လာနိုင်ပါသည်ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့တွင်မိုးရေကြိမ်4.5လက်မမှ9လက်မအထိရွာသွန်းရရှိနိုင်ပြီးတောင်ဆောင်များတွင်မိုးတက်ထန်ခြင်းရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်နိုင်လို့အထူးသတိထားကြဖို့အကြံပြုအပ်ပါတယ်ရှင်။ အေရီတိုင်းမြောက်ပိုင်းမှာမိုးအယော့သွားနိုင်ပါမယ်။အေရီတိုင်းတောင်ပိုင်းမှာတော့ကံရိုးရန်းနာနေတဲ့ဒေသများမှာမိုးပုံများနိုင်ပါမယ်။ရန်ကုန်တိုင်းလည်းအတူတူပါပဲ။မြောက်ပိုင်းမှာမိုးလျော့ပြီးတောင်ပိုင်းခရိုင်တွေမှာမိုးပုံနိုင်ပါတယ်။ပဲခူးတိုင်းနဲ့ကရင်ပြည်နယ်နယ်စပ်တောင်ကျောတွေပေါ်မှာတော့မိုးများနိုင်ပါတယ်။အဲ့ဒီနယ်စပ်တောင်ကျောတွေပေါ်မှာမိုးရေချိန်က24နာရီအတွင်းတိတိတမ၂လက်မလောက်သာရွာနိုင်ပါတယ်။ နေပြည်တော်နဲ့အနီးတစ်ဝိုက်တွင်ယနေ့26ရက်နေ့မှ2ရက်နေ့အတွင်းမိုးထက်များနိုင်ပါသေးတယ်။၂၄နာရီအတွင်းခမ်းမန်းမိုးရေချိန်2.56လက်မရွာနိုင်ပြီးမိုးများနိုင်မှမယ်ဆိုတာတင်ပြရင်ယနေ့မိုးလေဝသသတင်းတင်ပြခြင်းစီစဉ်ကိုဒီဒီမဲညနာလိုက်ရပါရရှင်။